ဒီကနေ့စွန်လ30ရက်နေ့တနင်္လာနေ့အတွက်မလူဝန်တာခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။ဘင်္ဂလားပြည်နယ်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖျားနှင်းရေဝန်းကအိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်မြောက်ပိုင်းနဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်ပြီးမနေ့ပြန်နေလဲမှာတဖြည်းဖြည်းအာရုံသွားမယ်လို့မလူဝန်တာပညာရှင်တွေကခန့်မှန်းထားပါတယ်။ဘင်္ဂလားပြည်နယ်မြောက်ပိုင်းမှာနောက်ထပ်လေဝေလှိုင်းနဲ့လေဗီယာနဲ့ရေဝန်းတွေဆက်လက်ဖြစ်ပေါ်ဖို့ရှိနေတယ်လို့မိုးလေဝသပညာရှင်ဝန်ထိုင်ကခန့်မှန်းထားပါတယ်။ လေဗီယာနဲ့ရဲဝန်တွေရဲ့အရှိန်နဲ့မုတ်တုံလီအားအလွန်ကောင်းနေတာကြောင့်ဒီကနေ့ကနေလာမယ့်ဇူလိုင်လ9ရက်နေ့အထိပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာကြဲကြဲကနေနေရာဆဲဆဲမိုးထချုံရွာနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ဖောင်ပြမြို့မှာစွန့်ရဲအမှတ်ကိုကြော်လွန်ရောက်ရှိနေတဲ့ချင်းတွင်မြေရဟာပြန်လည်ကြာဆင်းနေပြီဖြစ်ပြီးနောက်တရက်အတွင်းစွန့်ရဲအမှတ်အောက်ကိုပြန်လည်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။မောင်ရမျိုးကချင်းတွင်မြေရနဲ့မရောင်မျိုးကစစ်တောင်းမြေရတွေကတော့ နောက်တရက်အတွင်းအဲ့ဒီမျိုးရဲဆိုရင်ရေအမှတ်ကိုရောက်ရှိနိုင်ပါတယ်။ဒါအပြင်ဘကုံမျိုးမှာလည်းဘကုံမြေဟာနောက်36နာရီအတွင်းဆိုရင်ရေအမှတ်ကိုရောက်ရှိနိုင်တာမို့အဲ့ဒီမျိုးတွေကမြေကန်အနည်းနဲ့မြေနေပိုင်းနေထိုင်ကြသူတွေအနည်းနဲ့တတိနဲ့နေထိုင်ကြဖို့နဲ့အချိန်မီရှောင်ရှားကြဖို့မိုးစလာကတတိပေးထားပါတယ်။